မေလာ6ရက်နေ့ညနေပိုင်းကမန္တလေးမြို့ကနေရန်ကုန်မြို့ကိုပြန်တန်းတဲ့လေရင်ခရီးစဉ်အတွင်းလေရင်ရဲ့ဗြိစနစ်ပူပင်မှုကြောင့်ဘဲဘက်တရာတွေပွင့်ထွက်လွင့်စင်မှုဖြစ်ပေါ်ခဲ့ပြီးမိလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာမျိုးသားလီချောင်း MNA ကထုတ်ပြန်ပါတယ် ခရီးစဉ် UB812 ကို Boring HY ALB လေးရင်ဟာခရီးတဲ143ဦးကိုတည်ဆောင်ကပြန်တက်ဖို့ပြုလုပ်နေစဉ်ပုံမှန်မဟုတ်တဲ့အချက်ပြမှုဖြစ်ပေါ်ခဲ့တာကြောင့်လေးရင်မှုမှပြည်လန်းပေါ်မှပြန်တက်မှုရပ်တန့်ခြင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက် Brace နဲ့ပူပြမှုကြောင့်ဖြစ်ပေါ်လာတဲ့မီးတောက်ကိုအချိန်မီငြိမ်းသက်နိုင်ခဲ့ပြီးကြန့်ရှိတဲ့လေးရင်ဘိန်းတွေကောက်မွန်တာကြောင့်လေးရင်ပြည်လန်းရဲ့မြောက်ဖက်ထိပ်မှာဘေးရနေကင်းရှင်းစွာပြည်လန်းပေါ်ရပ်တန့်နိုင်ခဲ့တယ်လို့သိရပါတယ်။ လေယာဉ်ပေါ်မှာပါရှိတဲ့လေယာဉ်အမှုရန်တွေလိုက်နာကျင့်သုံးရတဲ့ safety operation procedure တွေအတိုင်းပြုလုပ်ခဲ့ပြီးခရီးသည်တွေနဲ့လေယာဉ်အမှုရန်အလုံးထိခိုက်မှုတစုံတရာမရှိဘဲဘေးကင်းလုံခြုံစွာနဲ့လေဆိပ်နားနေဆောင်ကိုပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာမျိုးသားတွေကြောင်းလိုက်အနေနဲ့ဆိုပါခရီးစဉ်မှာပါရှိတဲ့ခရီးသည်တွေကိုရန်ကုန်မြို့ထံအစားထိုးလေယာဉ်တွေနဲ့ပို့ဆောင်ပေးနိုင်ခဲ့ပြီးခရီးသည်တွေရဲ့လိုအပ်ချက်တွေအတိုင်းအဆင်ပြေစွာဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမြန်မာမျိုးသားလေကြောင်းမှခရီးသွားမိဘပြည်သူတွေကိုအနုအညွတ်တောင်းပန်ကြောင်းပြောကြားခဲ့ပြီးအခုမတော်တဆဖြစ်ပေါ်မှုအတွက်စုံစမ်းစစ်ဆေးမှုတွေကိုစနစ်တကျဆောင်ရွက်နေပြီလို့အတည်ပြုထားကြောင်းမှခင်ဗျာ